မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တိုင်းသုံးတိုင်းတွင် AA ကစစ်ကောင်စီစစ်စခန်း၅ခုနှင့်ရွာ၃ရွာကိုသိမ်းပိုက်ထားတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရခိုင်ရိုးမတောင်တန်းအလုံးမကွေတိုင်းပဲခူးတိုင်းနှင့်အေယာဝတီတိုင်းတွေကစစ်ကောင်စီစစ်စခန်း၅ခုနှင့်ရွာ၃ရွာကိုအာရကတက်တော် AA ကသိမ်းပိုက်ထားသည်ဟု ISP မြန်မာ၏အစီရင်ခံစာတွင်ဖော်ပြပါတယ် ISPE ဒီဇင်ဘာလ၁ရက်နေ့ထုတ်အစီရင်ခံစာဖော်ပြချက်အရာ ။မကွေးတိုင်းအဘဒလန်ပေါ်ကစစ်ကောင်စီစစ်စခန်းတစ်ခု၊ပဲခူးတိုင်းဗဒောင်းမြို့နယ်ကနှစ်ခုနဲ့အေယာဝတီတိုင်းခွ၊ငတိုင်းချောင်းလမ်းပေါ်ကစစ်စခန်းတစ်ခုတို့ကိုအာရကတက်တော် AA ကသိမ်းပိုက်ထားကြောင်းသိရပါဗျ။အေအေသိမ့်ပိုက်ထားသောကျေးရွာသုံးရွာမှာမကွေးတိုင်းငဖဲမြို့နယ်ဗဒန်းကျေးရွာအုပ်စုမှာပစီကျေးရွာနဲ့ဘွားမြို့နယ်အစံအေယာဝတီတိုင်းတဲကမကြီးစင်ကျေးရွာနဲ့ဘောမိကျေးရွာတို့ဖြစ်ကြောင်း ISP ဖော်ပြချက်အရသိရပါတယ်မကွေးတိုင်းအမ်ပါဒလန်ပေါ်ကသိမ့်ပိုက်ထားသောစစ်ကောင်စီစစ်စခန်းတစ်ခုမှာပစီကျေးရွာအနီး ပြောစင်စစ်စခန်းနဲ့ဂုတ်ကြီးစစ်စခန်းတို့ဖြစ်ပြီးရဲစစ်စခန်းများအားအော်တိုဘာလ9ရက်နေ့တွင်အေအေကသိမ်းပိုက်ခဲ့ခြင်းဖြစ်ပါတယ်။ပစီဝါသည်လက်ရှိတိုက်ပွဲပြင်းထန်နေသောနယ်ရီကံပြူဟာကုန်းစခန်း၏အရှိမြောက်ဖက်3မိုင်အကွာတွင်ရှိပြီးအမှတ်905အမြောက်စခန်းကုတ်ကဲမှုဌာနချုပ်နှင့်လည်းညီချောင်းသိရပါတယ်။ပဲခူးတိုင်းပတောင်မြို့နယ်ကစစ်ကောင်စီစစ်စခန်းတစ်ခုမှာပကံခွေပကံခွေချေးရွာတောင်ဘက်9မိုင်ခန့်အကွာရှိ666.0နှင့်ပတောင်တောင်ကုတ်လမ်းပေါ်ရှိမိုးတီတောင်စစ်စခန်းတို့ကိုအေအေကသိမ်းပိုက်ထားခြင်းဖြစ်ပါတယ်။ ပကံကွယ်666.0ကိုအော်တိုဘားလ14ရက်နေ့နှစ်ပိုင်းတွင်တင်ပိုက်ခဲ့ပြီးမိုးချီတောင်စစ်စခန်းကိုဇန်နဝါရီလ26ရက်တွင်တင်ပိုက်ခဲ့ပါတယ်။အေယာဝတီတိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့အနီးကစစ်ကောင်စီ၏အမြောက်တပ်ရင်အမှတ်344အနီးကကာကဲစခန်းတစ်ခုထပ်မံနေကိုပြီးခဲ့တဲ့လအနေငယ်တွင်မှအေအေကတင်ပိုက်ခဲ့ကြောင်းသိရပါတယ်။အမှတ်344အမြောက်တပ်ရင်ကိုအရကတက်တော်အေအေကတင်ပိုက်နိုင်ရန်ယခုနှစ်စံပိုင်းကစား၍ဒေသခံပြည်သူကောက်ွယ်ရေးတပ်ဖွဲ့များဖြင့်ဖူပေါင်းထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပါတယ်။ လက်ရှိအရက်ကတက်တော် AAD မကွေးရခိုင်အဆက်ရှိနိုင်ရီကန်လီကျောင်းရန်ကောက်ွယ်ရစ်တက်စခန်းကြီးဘကိုဖရောင်းမျိုးတွေကကာပါဆ6အနီးနဲ့အီယာဝတီတိုင်းရေကြီးလေးမျက်နှာကာပေါင်းမျိုးတွေတို့တွင်စစ်ကောင်စီတပ်နှင့်တိုက်ပွဲပြင်းပြထန်ထန်ဖြစ်ပွားနေစေဖြစ်ပါရယ်ရခိုင်ရိုးမတောင်တန်းအလုံးကအရက်ကတက်တော် AAE ထိုးစင်ညာသည့်အာနာသိန်းစစ်ကောင်စီ၏ကောက်ွယ်ရစ်ပစ္စည်းထုတ်လုပ်သည့်ဆက်ယုံကာပါဆ6နှင့်ကာပါဆ14တို့ကိုဦးတည်လျက်ရှိကြောင်း ISP မြန်မာကသုံးသပ်ထားပါရယ် မကွေပကိုးနဲ့အေယာဝတီတိုင်းတို့တွင်စစ်ကောင်စီ၏ကပ္ပဆာဆက်ယုံ22ခုရှိပြီး16ခုသည်အေယာဝတီမြေကြီးအနောက်ဘက်ခြမ်းတွင်တိစောက်ထားပါသည်။အေအေထိုးစစ်များမှကပ္ပဆာဆက်ယုံများသို့ဥတီလာတော်လေရခိုင်ကိုင်းရိုးတပ်တွင်စစ်ဆိုင်ထားရမှုတိမ့်ပိုက်ပြီးပါကလည်းထိ ंछ ုပ်ထားရန်ခက်ခဲမှုများကြောင့်ကပ္ပဆာဆက်ယုံများအားတိမ့်နိုင်ရန်မလွယ်ကူသေးကြောင်း ISP မြန်မာကသုံးသပ်ထားပါသည်။ အရက်ကတက်တော့အေအေဒီရခိုင်ပြည်အတွင်းမြို့နယ်14ခုနှင့်ပလောဝမြို့နယ်တို့ကိုသိမ်းပိုက်ထားပြီးရခိုင်ပြည်သိမ်းပိုက်ရန်ကြန့်ရှိနေသည့်သည့်စေကောင်စီထိန်းချုပ်မြို့စစ်တွေကြောက်ဖြူနှင့်မန်အောင်တို့ကိုသိမ်းပိုက်နိုင်ရေးကြိုးပမ်းနေပါသည်။ AAE စီးရေလှူရှာမှုများသည့်ရခိုင်ပြည်အပြင်ချင်းပြည်မကွေတိုင်းဘကိုးတိုင်းအေရဝတီတိုင်းကချင်နှင့်ရှမ်းမြောက်တို့တွင်ရှိနေပြီးစေကောင်စီဤတက်ဆက်ခန်းတပ်ရင်းများအားသိမ်းပိုက်နိုင်ရေးထိုးစစ်ဆင်တိုက်ခိုက်နေပါသည်။ ဆက်လက်ပြီးကြောက်ပြူတိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်အင်အားပြုံးတီးလာ၍ရန်ကုန်မှစစ်ကူ900ကိုရေချောင်းမှထပ်မံပို့ဆောင်နေဆွဲတဲ့ရင်ကိုတင်ဆက်ပြီးသားမှဖြစ်ပါတယ်။ရခိုင်ပြည်နယ်ကြောက်ဖြူတိုက်ပွဲအတွင်းကိုစစ်ကော်မရှင်ကစစ်ခုပို့ရန်အတွက်တရင်အချို့မှစစ်ကော်မရှင်တပ်ဖွဲ့ဝင်များကိုရန်ကုန်မှနေ၍ရေချောင်းဖြင့်ပို့ဆောင်လိုက်ကြောင်းသိရပါသည်စစ်ကော်မရှင်သည်တမ71နီးပြူဟာမူနာပါဟာ131ဒုတိယဗိုလ်မှူးကြီးမျိုးမင်းသက်ဦးစီးသည်ခမာယ212 ်ခမာယာ200တဆက်ကိုတော့မှခမန်းအင်အား900ခန့်ကိုကြောက်ဖြူတို့ပို့ဆောင်နေကြောင်း CDM ဗိုလ်ကြီးစင်ရထံမှသိရပါတယ်ကြောက်ဖြူမှာကရေတက်အင်အားစုများတဲ့မြေပြင်စစ်ကြောင်းထိုးမှုမှာနေမြရလေခဏပဲ AA ကအမဲ့ချွေတာကိုစစ်တပ်ကခံရတာပဲစစ်တပ်ကတက်တွေခွဲပြီးကြောက်ဖြူပို့ထားတာပဲဒါပေမဲ့စစ်ကြောင်းလိုက်ကိုပြုတ်တာဟုစည်ရေးတရင်ရင်းမြစ်ကတရင်ဌာနကိုပြောပါတယ်ကြောက်ဖြူတိုက်ပွဲမှာပြီးခဲ့တဲ့နိုဝင်ဘာ14ရက်နေ့ကတည်းကတိုင်းချောင်းမင်းပြစသည့်ကြီးပါများတွင်နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုများရှိခဲ့ပါတယ် တညာဝရီရေးတဌာနချုပ်အနီးလမ်းခွဲဘက်တွင်လည်းပြီးခဲ့တဲ့နိုဝင်ဘာ24ရက်က AA စစ်ကော်မရှင်တို့ထိတွေ့တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။စစ်ကော်မရှင်ကပြန်လည်ထိန်းချုပ်လိုက်သည့်တိုင်းချောင်းရွာကိုပြီးခဲ့တဲ့နိုဝင်ဘာ28ရက်တွင် AA ကပြန်လည်စီးနှင်းတိုက်ခိုက်မှုများပြုလုပ်ထားနိုင်ကြောင်းဒေတာတွင်သတင်းရင်းမြစ်များထပ်မသိရပါတယ်။ရှမနီဒီဇင်ဘာ၁ရက်နေ့တွင်မူမင်းပြင်ရှိစစ်ရေးအရာအချက်အချာကြသည့်နေရာအချို့နှင့်တိုင်းချောင်းရွာကိုအေအေကစုံမမှုပြန်လည်ရယူထားသည်ဟုသိရပါသည် ဆက်လက်ပြီးမြို့မှုမြို့နယ်မြောင်းလန်းကွဲတွင်အထိုင်ကျတပ်ဆွဲထားသောစစ်တပ်ကိုဒရုန်းဖြင့်ဖုံးကျဲတိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်မှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းမြို့မှုမြို့နယ်မြောင်းလန်းကွဲတွင်အထိုင်ကျတပ်ဆွဲထားသောအချမ်းဖက်စစ်တပ်ကိုဒရုန်းဖြင့်ဖုံးကျဲတိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်မှုရှိကြောင်းမြောင်းဒရုန်းဖုံး MTF မှတာဝန်ခံကြားခင်စိန်ကသတင်းဌာနကိုပြောကြားပါတယ်။ဒီဇင်ဘာလ၁ရက်နေ့ညနေ9:00ခန်းတွင် ညင်းမှုမျိုးနဲ့မြောင်းလန်းခွဲ၌ထိုင်ချတက်ဆွဲထားသောအချမ်းဖက်စစ်တပ်ကိုတော်လန်ရေးတပ်ဖွဲ့များက fit win drone များဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထိုဘုံကျဲတိုက်ခိုက်မှုအတွင်းအချမ်းဖက်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးပေစကန်အတွင်းချက်ရောက်ပောက်ကွဲခဲ့ကအချမ်းဖက်စစ်တပ်ဘက်မှထိခိုက်မှုရှိကြောင်းအကြံဖတ်စစ်တပ်ဘက်မှလည်းလက်နက်ငယ်များဖြင့်ရန်တမ်းပစ်ခတ်ခဲ့ကာတော်လန်ရေးရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စစ်ခွေး90လောက်ရှိပါတယ်။စစ်ခွေးတည်စင်းကတော့မသိရသေးဘူး။ ဘုံသီးကြတာတော့သူတို့ပတ်စံကောက်တဲ့ဂိနာကြတာပါစစ်ခွေးဘက်ကတော့2ယောက်3ယောက်လောက်ထိတယ်အသေးဆုံးတော့မရှိဘူးလက်နက်ကြီးတွေနဲ့တော့ပြန်ပစ်ခံရပါတယ်သုံးလုံးပြန်ပစ်ခံရပါတယ်စစ်ခွေးဘက်ကတော့ထိခိုက်မှုရှိတယ်ဒရုန်း၅စီးနဲ့တိုက်ခိုက်ခဲ့တာပါ MDF ဒရုန်းကြားခင်စိန်အဖွဲ့က6လံဒရုန်းဖို့ခြေဖို့လိုအပ်နေတာလည်းရှိတယ်ရှစ်ဆက်ပြီးလဲစစ်တပ်ကိုတိုက်ခိုက်သွားပါမယ်ဟုညောင်ဒရုန်းဖို့ MDF မှာတာဝန်ခံကြားခင်စိန်ကပြောပါတယ် အဆိုပါတိုက်ခိုက်မှုကိုမြောင်ဒရုန်း4 MDF နဲ့အတူမြင်းမှုမျိုးနဲ့ပါကာဖာ STDF စကိုင်းခရိုင်ဒရုန်းတပ်ဖွဲ့ HAWK Gorilla 4အယောင်မွေပွေ NZN Justice Warrior တပ်ဖွဲ့ Revolutionary Air Force တို့ကဘူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးချက်ဖို့ပါတီကမဲဆွယ်စည်းရုံးပွဲများနှင့်ဆိုင်းပုတ်တင်ပွဲများတွင်ငွေပေးလူခေါ်ယူသည့် စရိတ်များကိုရွေးကောက်ပွဲအသုံးစရိတ်တွင်ထည့်သွင်းခြင်းမပြုလူတအူးလျင်နေစားကငွေကျပ်2000လုံးဖြင့်ကျန်းဖို့ကမဲဆွယ်ပွဲတက်ရန်၅ရက်နေဆွဲတဲ့တင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ကျန်းဖို့ပါတီကမဲဆွယ်စီယုံပွဲများနှင့်ဆိုင်းဖို့တင်ပွဲများတွင်ငွေပေး၍လူများခေါ်ယူသည့်စရိတ်များကိုရွေးကောက်ပွဲအသုံးစရိတ်တွင်ထည့်သွင်းခြင်းမပြုကြောင်းချန်ခါရေးပါတီသတင်းရင်းမြစ်ကပြောဆိုပါတယ်။နိုင်ငံတော်ဝန်တွင်ကျန်းဖို့ပါတီဤလွတ်တော်ကိုယ်စားလှယ်လောင်းများကရွေးကောက်ပွဲမဲဆွယ်စီယုံလှုပ်ရှားမှုများနှင့်ဆိုင်းဖို့တင်ပွဲများပြုလုပ်နေရာတွင်လူတအူးလျင်ငွေကျပ်2000ဖြင့်လူစုလူဝေး ဖြစ်စေရန်ငားရန်ကြောင်းရင်းသွုံငားရန်မှုအတွင်ကုန်ကြစည်များမှာပွဲတပွဲလျင်အနည်းဆုံးငွေကျပ်300ဝန်းကျင်လူငားရန်ကနေအသွားပြန်အချို့အဖို့အတွက်သုံးဆွဲကြောင်းအဆိုပါသုံးစည်များကိုတက်ဆိုင်ရာမျိုးနယ်ချက်ဖို့ပါတီများ၏ရုံးအသုံးစရိတ်အဖြစ်ထည့်သွင်းပြီးရွေးကောက်ပွဲအသုံးစရိတ်အဖြစ်တင်ပြခိုင်းခြင်းမရှိကြောင်းသိရပါသည် အခြေခံသတ်မှတ်ထားတာကလူတအူးကို2000နှုန်းသတ်မှတ်ထားတယ်။အဲ့ဒီစရိတ်တွေကတော့မျိုးနယ်ပါတီယုံတွေကကြာခံတဲ့စီးရင်ထဲမှာထည့်တယ်။လွှတ်တော်ကိုယ်စားလှယ်ရွှေကောက်ပွဲအတုံးစရိတ်အဖြစ်မတင်ဘူး။တပွဲကိုအနည်းဆုံးလူတရာကနေ150ခါရန်ရပါတယ်။ဂျိုကိုအစားတောက်ပါစီစဉ်ပေးတယ်။အဲ့ဒီအတွက်ဘာချက်ကိုလည်းပါတီဌာနချုပ်ကချပေးထားပါတယ်ဟုဂျန်ခိုင်ရေးပါတီတရီရင်းမြစ်ကရှင်းပြပါတယ်။ အော်တိုဘာ26ရက်နေ့ကစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲအသုံးစရိတ်အဖြစ်ပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်တိုင်းဒေသကြီးနှင့်ပြည်နယ်လွတ်တော်ကိုယ်စားလှယ်လောင်းများကိုတက်ဦးလျင်ငွေကျပ်350အစားကျပ်သိန်း300တို့လကောင်းတိုင်းသားလူမျိုးလွတ်တော်ကိုယ်စားလှယ်လောင်းတက်ဦးသည်ကျပ်သိန်း300အစားကျပ်သိန်း900တို့လကောင်းရွေးကောက်ပွဲအသုံးစရိတ်ကိုဒိုးမြင့်ပြင်ဆင်သတ်မှတ်ပေးထားပါသည်တို့ရတွင်မြောက်လိုက်ဤစေလွတ်မှုဖြင့်ရောက်ရှိလာသောဘိုးချုပ်ဟောင်းများနှင့်လက်ရှိရာထူးရှိနေသောဘိုးချုပ်ဟောင်းများမှမူ ၎င်းတို့၏ကိုပိုင်အသုံးစရိတ်ငွေကြေးများဖြင့်မဲဆွယ်စည်းရုံးလှုပ်ရှားမှုများနှင့်ဆိုင်းဘုတ်တင်ပွဲများလှုပ်ဆောင်ကြောင်းကြက်ဖွတ်ပါတီထံမှရွှေကောက်ပွဲအသုံးစရိတ်တောင်းခံခြင်းမရှိကြောင်းကြံခိုင်ရေးပါတီသတင်းရင်းမြစ်၏အဆိုအရသိရပါသည်။ကျမ့်သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွဲပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။